လင်းလိုင်းကွန်ရက်ကနေကြိုဆိုပါရစေဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနတီပါတီဘဟုဝါဒဖြန့်ကျင်ရေးဌာနက2009ခုနှစ်မတ်လမှာထုတ်ဝေခဲ့တဲ့ဗမာပြည်ကွန်မြူနတီပါတီ၏အထွေထွေလုပ်ငန်းစဉ်စာအုပ်ငယ်ပဲဖြစ်ပါတယ်ဗမာပြည်ကွန်မြူနတီပါတီ၏အထွေထွေလုပ်ငန်းစဉ်အခြေအနေနဲ့ညီ ပြုမြင်ထားသည်၁ပါတီ၏လက္ခဏာသဘောတရားအခြေခံနှင့်နောက်ဆုံးညီမှန်ချက်ဗမာပြည်ကွန်မြူနတီပါတီသည်ဗမာပြည်ရှိပြည်စည်းမဲ့လူထမ်းစား၏စီယုံမှုရှိသည့်တခုတည်းသောတပ်ဦးပါတီဖြစ်သည်ဗမာပြည်ပြည်စည်းမဲ့လူထမ်းစား၏လူထမ်းစားအဖွဲ့အစည်းတွင် အမြင့်ဆုံးသဏ္ဍာန်ဖြစ်သည်ဗမာပြည်ကွန်မြူနတီပါတီသည်နိုင်ငံတကာကွန်မြူနတီထောက်ရှားမှုတပ်ဖွဲ့များအနက်တပ်ဖွဲ့တစ်ခုဖြစ်သည် ဗမာပြည်ဒေါ်လာရေးကိုခေါင်းဆောင်သည့်အမရေအင်အားသည်ဗမာပြည်ကွန်မြူနတီပါတီဖြစ်သည်ဗမာပြည်ကွန်မြူနတီပါတီသည်မတ်စပေါ်ရာလီနင်ဝါရမော်စီတုံးတွေးခေါ်ကိုမိမိတွေးခေါ်အားလမ်းညွန်သောသဘောတရားအခြေခံနှင့် လုပ်ငန်းလမ်းညွန်ဖြစ်ခံယူကျင့်သုံးသည်ဗမာပြည်ကွန်မြူနတီပါတီသည်မတ်စတီနင်ဝါရကိုကာကွယ်မည်ဆိုရှယ်တစ်စနစ်ကိုကာကွယ်မည်ဗမာပြည်ကွန်မြူနတီပါတီသည် ပစ္စည်းမဲ့နိုင်ငံတကာဝါဒကိုစွဲမြဲစွာလိုက်နာကျင့်သုံးမည်တချိန်တည်းတွင်တော်လန်သောပြည်ချစ်ဝါဒကိုကျင့်သုံးမည်ဗမာပြည်ကွန်မြူနတီပါတီသည်ကဘာပေါ်ရှိမတ်စ်လီနင်ဝါဒပါတီများအဖွဲ့အစည်းများနှင့်၎င်းတကဘာလုံးမှပစ္စည်းမဲ့လူဒန်းစားများ အဖိနှိတ်ခံပြည်သူများ အဖိနှိတ်ခံမျိုးသားများနှင့်၎င်းခိုင်မြဲစွာသွေးစည်းညီညွတ်ကမျက်မှောက်ချင်းတွင်ဘိုးကြဆွမွေးဝါဒမှန်သမျှကို ်ဆန့်ကျင်မည်ကမ္ဘာညဉ့်ဉျာဉ်ကိုအစွမ်းကုန်ထိမ့်သိမ်းကာဝယ်မည်ကျူးကျော်မှုမှန်သမျှကိုပြည်ကျေဝါဒကင်ဆွဲပြီးတုံ့ပြန်တိုက်ခိုက်မည်ဗမာပြည်ကွန်မြူနတီပါတီသည်မတ်စ်ပါဒလီနင်ဝါဒမော်စီတုံးတွေးခေါ်ကိုဗမာပြည်တော်လှန်ရေး၏အခိုင်အမာလက်တွေ့အခြေအနေများနှင့်မှန်ကန်စွာပေါင်းဆက်ကျင့်သုံးသွားမည်ပြည်သူလူထုသာလျှင်ကမ္ဘာသမိုင်းကို ဖန်တီးသည့်တွန်းအားဖြစ်သည်ဟုသောအမြင်ကို ဗမာပြည်ကွန်မြူနစ်ပါတီကလက်ခံကျင့်သုံးသည်ဗမာပြည်ကွန်မြူနစ်ပါတီဝင်များသည် လူထုထဲဆင်း၍လူထုထံမှလိမ့်လာစည်းမှုကလူထု၏အတွေ့အကြုံများကိုစုစည်းပေါင်းချုပ်ပြီးပုံမှန်ကောင်းမွန်စနစ်ကျသောသဘောတရားနှင့်ဤနာများဖြစ်လာအောင်လုပ်၍လူထုကိုဝါဒဖြန့်လှုံ့ဆော်စည်းရုံးသည်ဗမာပြည်ကွန်မြူနစ်ပါတီသည်မိမိ၏လုပ်ငန်းများတွင်ခြုံရင်းမှုများနှင့်မှားယွင်းမှုများကို ဖုံးကွယ်ခြင်းမပြုဘဲကိုယ့်ကိုယ်ကိုဝေဖန်ရေး ဝေဖန်ရင်းနီးနာဖြင့်မပြတ်ဆေးကြောပြီးပြုပြင်ကာပါတီဝင်များနဲ့ကေတာများအားပညာပေးခြင်းပြုပေးသည်ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်သည့်ဗမာပြည်တော်လှန်ရေး၏လှုပ်ရှားမှုဖြစ်စဉ်တွင်ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးနှင့်ဆိုရှယ်လစ်တော်လှန်ရေးဟူ၍အဆင့်နှစ်ခုပါဝင်သည်၎င်းတို့သည် လက္ခဏာချင်းမတူသည့်တော်လှန်ရေးခီးစဉ်နှစ်ရပ်ဖြစ်သည်ပထမတော်လှန်ရေးခီးစဉ်အခြေခံအားဖြင့်ပြီးဆုံးမှသာလျှင် ဒုတိယတော်လှန်ရေးခီးစဉ်ကိုဆောင်ရွက်နိုင်ပေမည်ပြည်သူဒီမိုကရေစီတော်လှန်ရေးသည်ဆိုရှယ်လစ်တော်လှန်ရေးအတွက်လိုအပ်သည့်ပြင်ဆင်မှုဖြစ်၍ဆိုရှယ်လစ်တော်လှန်ရေးသည်ပြည်သူဒီမိုကရေစီတော်လှန်ရေးကမောက်ချရှေ့ရှုသွားရမည်အဆင့်ဖြစ်သည်ဗမာပြည်တော်လှန်ရေး၏အဆင့်တစ်ခုဖြစ်သောပြည်သူဒီမိုကရေစီတော်လှန်ရေးနှင့်ဆိုရှယ်လစ်တော်လှန်ရေးအကြားတွင်မဟာတိုင်းကြီးခြားနေသည်မဟုတ်ပေဗမာပြည်တော်လှန်ရေးဖြစ်စဉ်တွင်အဆင့်များရှိတော်လဲတခုတည်းသောအဆက်မပြတ်သည့် ဒေါ်လာရေးဖြစ်စဉ်ဖြစ်ပေသည် ဆိုရှယ်လူဖွဲ့စည်းသည်ရှေးကြသည့်တမိုင်းကာလတစ်ခုကိုဖျက်ဆီးရပြီဖြစ်ပြီးဆိုရှယ်လစ်ဒေါ်လာရေးနှင့် ဆိုရှယ်လစ်တိဆောက်ရေးလုပ်ငန်းတာဝန်များကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက်ပစ္စည်းမဲ့အာဏာရှင်စနစ်ကို မုတ်ချထူထောင်ကျင့်သုံးရမည်ဖြစ်သည်ဗမာပြည်ကွန်မြူနစ်ပါတီ၏နောက်ဆုံးညီမှန်းချက်သည် လူလူချင်းသွေးဆုပ်မှုကင်းစင်သော လူဒန်းစားမရှိသောကွန်မြူနစ်လူ့ဖွဲ့စည်းကိုထူထောင်ရန်ဖြစ်သည် နှစ်ဗမာပြည်၏လက်ရှိလူဖွဲ့စည်း1824ခုနှစ်မတိုင်မီကဗမာပြည်သည်လွတ်လပ်သောဗြေဒိတ်မြေရှင်စနစ်တိုင်းပြည်တစ်ပြည်ဖြစ်သည်1885ခုနှစ်မှစပြီးဗမာပြည်တစ်ပြည်လုံးသည်အင်္ဂလိပ်နယ်ချဲသမား၏ကိုလိုနီနိုင်ငံဖြစ်ခဲ့ပေသည်1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့တွင်ဗမာပြည်သည်နိုင်ငံရေးအဖြစ်လွတ်လပ်ရေးရကစီးပွားရေးအဖြစ်မိခိုနေရသောနိုင်ငံဖြစ်လာသည် ဖောက်ပြန်ရေးအစိုးရဆက်ဆက်သည်မိโกမှုကို အင်အားကြီးနိုင်ငံတစ်ခုအပေါ်မှာပုံပြီးတသမတ်တည်းလှုပ်ကြသည်မဟုတ်ပေစစ်ရေးအခြေအနေတင်းမာနေလျင်တစ်မျိုး မတင်းမာလျင်တစ်မျိုးနိုင်ငံရေးအခြေအနေတင်းမာနေလျင်တစ်မျိုး မတင်းမာလျင်တစ်မျိုးစီးပွားရေးလူမှုရေးအကျက်တွေ့နေလျင်တစ်မျိုးရှူသာရှိုက်သာရှိလျင်တစ်မျိုး ပြောင်းလဲမိခိုလေးရှိသည် တခါတရံတွင်က နိုင်ငံရေးစစ်ရေးအရာမိခိုတာကတနိုင်ငံလူမှုရေးအရာမိခိုတာကတနိုင်ငံ ဖြစ်လေရှိသည်တစုံတရာတင်ငင်သောကမ္ဘာအစီအစဉ် World Order ရှိနေလျင်ဤသို့ဘောင်းဆောင်မိကိုခြင်းကပြဿနာကြီးကြီးမားမားမဖြစ်နိုင်တော့လဲကမ္ဘာအစီအစဉ်အပြောင်းလဲဖြစ်လျင်ကပြဿနာကြီးလာနိုင်ပေသည်မိကိုနေရလျင် မလွတ်လပ်ပါညာများမိကိုလျင်လွတ်လပ်မှုများများဆုံးရှုံးပြီးနဲနဲမိကိုလျင်နဲနဲဆုံးရှုံးမိတာဖြစ်သည် လုံးဝမိကိုကင်းရဲ့စီတို့ရောက်အောင်ဗမာပြည်ကွန်မြူနတီပါတီကမဆုတ်မနစ် ကြိုးပမ်းသွားမည်ဖြစ်ပါသည်၃ဗမာပြည်ဒေါ်လာရေး၏လက္ခဏာဗမာပြည်၏လက်ရှိလူ့ဖွဲ့စည်းအခြေအနေကဗမာပြည်၏ဒေါ်လာရေးလက္ခဏာကိုပြတ်ထန်းပေသည်လက်ရှိဗမာပြည်ဒေါ်လာရေး၏လက္ခဏာသည် ပြည်သူ့ဒီမိုကရေစီဒေါ်လာရေးဖြစ်သည်ပြည်သူ့ဒီမိုကရေစီဒေါ်လာရေးသည်ဒနာရှင်လူတန်းစားကခေါင်းဆောင်သည့်အရင်းရှင်လူ့ဖွဲ့စည်းနှင့်ဒနာရှင်အာဏာရှင်စနစ်ကျင့်သုံးသောနိုင်ငံကိုထူထောင်ရန်ရည်ရွယ်သောအရင်းရှင်ဒီမိုကရေစီတော်လှန်ရေးအဟောင်းမဟုတ် နယ်ချဲစနစ်ဗရေသရစ်စနစ်ဘျူရိုကရက်အရင်းရှင်စနစ်ကိုသာဥတီတိုက်ပြီးနယ်ချဲဗရေသရစ်မြေရှင်နှင့်ဘျူရိုကရက်အရင်းရှင်စနစ်ဆန့်ကျင်ရေးတွင် ပါဝင်နိုင်သေးသည့်မြည်သည့်အရင်းရှင်စနစ်အစိတ်ပိုင်းကိုမျှတိုက်ဖြတ်ခြင်းမပြုသဖြင့်ဆိုရှယ်လစ်ဒေါ်လာရေးလည်းမဟုတ်ပေ ပြည်သူဒီမိုကရေစီဒေါ်လာရေးသည်ပြည်စည်းမဲ့လူနန်းစားခေါင်းဆောင်သည့်အလုသမားလယ်သမားမဟာမိတ်ဖွဲ့မှုပေါ်ခြေခံသောကျန်ဒေါ်လာသည့်လူနန်းစားအသီးသီးပါဝင်သောဒေါ်လာရေး ဖြစ်ပေသည်တစ်ချိန်တည်းတွင်ကမ္ဘာပစ္စည်းမဲ့ဒေါ်လာရေးဤအစိပ်ပိုင်းတစ်ရက်လည်းဖြစ်ပေသည်ဗမာပြည်ပြည်သူဒီမိုကရေစီဒေါ်လာရေးသည်အခြေခံလက္ခဏာအရဆိုသောနယ်ချဲ့ဆန့်ကျင်ရေးပရိသတ်မြေရှင်ဆန့်ကျင်ရေးနှင့်ဘျူရိုကရက်ရင်းရှင်ဆန့်ကျင်ရေးပင်ဖြစ်သည်ဤရန်သူကြီး၃ဦးကို တိုက်ခိုက်ဖြိုချရန်ဖြစ်သည်ရန်သူကြီး၃ဦး၏မျက်မှောက်ကိုယ်စားလှယ်သည်စေအိုစုစစ်အာဏာရှင်စနစ်စစ်အစိုးရဖြစ်သည် ဤစစ်သုံးစစ်ကိုဗမာပြည်ကွန်မြူနစ်ပါတီကပြက်ပြက်သားသားတိုက်ပွဲဝင်ပြီစီလုံးနိုင်သမျှသောအင်အားအလုံးနှင့်လက်တွဲကတိုက်ပွဲဝင်ပြီတိုက်ပွဲကိုရှေ့ဆောင်မြစ်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုကြီးတရက်ပေါ်ပေါက်လာရန်အားထုတ်မြစ်ဗမာပြည်ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးဆင်နွှဲနေသည့်ခီးစဉ်တွင်ရန်သူအခြေအနေအပြောင်းလဲမှုနှင့်မဟာမိတ်အင်အားများ၏ပြောင်းလဲမှုကြောင့်အဆင့်ကဏ္ဍအချို့ခွဲ၍ဆင်နွှဲရခြင်းမျိုးရှိနိုင်တော်လဲ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး၏အခြေခံလက္ခဏာမှာကပြောင်းလဲသွားလိမ့်မည်မဟုတ်ပေ။ပထမတော်လှန်ရေးခီးစဉ်အခြေခံအားဖြင့်အောင်ပွဲခံပြီးနောက်ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးအဆင့်ပြီးဆုံး၍ချက်ချင်းဆိုရှယ်လစ်တော်လှန်ရေးအဆင့်သို့ကူးပြောင်းသွားမည်ဖြစ်သည်။ထို့ကားတွင်ထူထောင်မည့်အာဏာသည်ပစ္စည်းမဲ့အာဏာရှင်စနစ်ဖြစ်သည်။ဤအာဏာရှင်စနစ်ကပြည်သူ့ဒီမိုကရေစီတော်လှန်ရေး၏မပြီးဆုံးသေးသည့်လုပ်ငန်းတာဝန်များကိုဆက်လက်ဆောင်ရွက်ရအောင်မည်ဖြစ်တော်လဲ။ အဓိကအဖြစ်က ဆိုရှယ်လစ်ဒေါ်လာရေးဤလုပ်ငန်းတာဝန်များကိုဆောင်ရွက်မည်ဖြစ်သည်၄ဗမာပြည်တွင် အုပ်စိုးသော လူဒန်းစား၏လက္ခဏာဗမာပြည်သည်ကိုလိုနီတစ်ပိုင်းပြည်ထောင်စုတစ်ပိုင်းနိုင်ငံဖြစ်သဖြင့်ဒနရှင် လူဒန်းစားအနေနှင့်အမျိုးသားဒနရှင်လူဒန်းစားနှင့်လက်ဝဲခံဒနရှင်လူဒန်းစားဟု၍နှစ်မျိုးနှစ်စားရှိပေသည်ဗမာပြည်တွင် အာနာရရှိနေသော လူဒန်းစားသည်လက်ဝဲခံလက္ခဏာဆောင်သောဒနရှင်ကြီး လူဒန်းစားဝါ ဘျူရိုကရက်ဒဏ္ဍာရှင်လူဒန်းစားပင်ဖြစ်သည်မျက်မှောက်စစ်ဆိုးရ၏လူဒန်းစားလက္ခဏာသည်နယ်ချက်စနစ်ဗရေတရစ်မြေရှင်စနစ်နှင့်ဘျူရိုကရက်ရင်းရှင်စနစ်ကိုကိုးစားပြုသောဘျူရိုကရက်ရင်းရှင်လူဒန်းစားဖြစ်ပေသည်ဤလူဒန်းစားသည်ပြည်သူဒီမိုကရေစီတော်လှန်ရေးက တိုက်ဖြတ်ပြရမည်ပြစ်ကွင်းဖြစ်သည်9နီးပရီယလမ်းစဉ်နှင့်အဓိကတိုက်ပွဲသဏ္ဍာန်ဗမာပြည်ကွန်မြူနတီပါတီသည် 1939ခုနှစ်မှ1945ခုနှစ်၏အစပိုင်းအထိမြေအောက်ပါတီအဖွဲ့အစည်းဖြစ်တည်ရှိခဲ့သည်ဖက်စစ်ဂျပန်စစ်ကြေးရေးကိုခေါင်းဆောင်ခဲ့သည်1945ခုနှစ်မှ1948ခုနှစ်တွင်ဥပဒေတွင်တိုက်ပွဲများကိုအဓိကဆင်နွှဲရင်းဥပဒေပတိုက်ပွဲများကိုလည်းအရန်တိုက်ပွဲအဖြစ် ပေါင်းဆက်ဆင်နွှဲခဲ့သည်လောလောဆယ်တွင်ကျွန်တော်တို့ပါတီသည် မြေအောက်ပါတီအဖြစ်ရပ်တည်လျက် ဥပဒေပတိုက်ပွဲများကိုအ धिक ဆင်နွှဲရင်းဥပဒေတွင်းတိုက်ပွဲများဖြင့်ပေါင်းဆက်ပေးသည့်ဤပရိယေကိုကျင့်သုံးနေပေသည်ဥပဒေပတိုက်ပွဲဆိုသည်မှာစစ်ဘီရိုကရက်ဒဏ္ဍာရှင်အာဏာရှင်စနစ်ကိုအတိအလင်းဆန့်ကျင်သည့်ပြုမှုလှုပ်ရှားမှုကလေးမှအစလက်နက်ကင် ပုံကံတော်လှန်မှုအဆုံးအကျုံးဝင်ပေသည်ဥပဒေတွင်းတိုက်ပွဲဆိုသည်မှာတီစဲဥပဒေများကိုအသုံးချကာစစ်ဘီရိုကရက်ဒဏ္ဍာရှင်အာဏာရှင်စနစ်အစိုးရကိုဆန့်ကျင်သည့် ပြုမှုဆောင်ရွက်မှုကလေးများမှစစ်အစိုးရကမတတ်တာ၍တခါတည်းရန်ကျင်းပလိရှိသောရွေးကောက်ပွဲသို့မဟုတ်ဆန္ဒခံယူပွဲညီလာခံစသည့်များတွင်စစ်အစိုးရကိုဆန့်ကျင်သောပြုမှုလှုပ်ရှားမှုအဆုံအလုံးသိမ့်ကျုံ၍ခေါ်ဆိုခြင်းဖြစ်သည်ပရိပခများပြင်းထန်သီးသန့်လာသည့်အခါတိုင်းတွင် အာဏာရလူဒန်းစားသည့်ပြည်သူလူထုကိုအကြမ်းဖက်နှိပ်နင်းလင့်ရှိခဲ့သည်သူတို့သည်ရာစုနှစ်တဝက်ခန့်မြဤအတိုင်းကျင့်သုံးခဲ့သည် အဖိနေကန်လူဒန်းသားများသည်မိမိကိုယ်ကိုယ်ကာဝယ်ရန်နှင့်ဖောက်ပြန်၏အစိုးရကိုဖြိုးဖျက်ရန်အတွက်လက်နက်ကန်တိုက်ပွဲနီးပရိယေကိုကျင့်သုံးခဲ့ကြသည်ကျွန်တော်တို့တိုင်းပြည်၏သမိုင်းတွေ့ကြုံရလက်နက်ကန်တိုက်ပွဲကိုရွေးချယ်စရာရွေးလန်းတစ်ခုအဖြစ်အမည်ထားရှိရပေမည်6ညီကုံအနာဂတ်ကထွန်းမြောင်သည်ချီတက်ရမည်ခီးကကြမ်းတမ်းသည်ခက်ခဲကြွေကောက်သည် စစ်အာဏာရှင်စနစ်တည်ရှိနေတာရာစုနှစ်တဝက်နှစ်90ရှိတော်မူလွယ်လွယ်နဲ့တိုက်ဖြတ်ပြစ်နိုင်မည်ဟုစိတ်ကူးရင်လိုမဖြစ်ပါပြည်သူဒီမိုကရေစီတော်လှန်ရေး၏ရှေ့ဆောင်လူဒန်းစားအလို့သမားလူဒန်းစားပြစ်စည်းမဲ့လူဒန်းစားကိုတော်လှန်ရေးအသည့်တော်လှန်ရေးစိတ်ဓာတ်နဲ့တော်လှန်ရေးကိုရှေ့ဆောင်နိုင်မည်စီလုံးရေးကိုထူထောင်ရအောင်မည်ပြည်သူဒီမိုကရေစီတော်လှန်ရေး၏အဓိကဝင်ရိုးပင်မလူဒန်းစားဖြစ်သောလယ်သမားလူဒန်းစားကိုလည်းတော်လှန်ရေးအသည့် တော်လန်ရေးစိတ်တက်နဲ့တော်လန်ရေးစီးလုံးမှုရှိအောင်လုပ်ရအောင်မြည်ဤတာဝန်ကြီးနှစ်ရက်ကိုဗမာပြည်ကွန်မြူနစ်ပါတီကဇောင်းပေးပြီးဇောက်ချကလုပ်ရမြည်ဗမာပြည်ကွန်မြူနစ်ပါတီကဤတာဝန်ကြီးနှစ်ရက်ကိုဘယ်လောက်အောင်အောင်မြင်မြင်ထမ်းဆောင်နိုင်မလဲဘယ်လောက်အချိန်ယူရမလဲဒါတွေကိုတမိုင်းကအဆုံးဖြတ်ပေးလိမ့်မြည်တန်နိုင်ထန်ခိုင်မြဲစွာဖြင့်အသက်ဆုံးရမှာမကြောက်အခက်ခဲကိုမကြောက်ပဲအောင်ပွဲရအောင်လုပ်နိုင်ဖို့အရေးကြီးသည် ခေါင်းဆောင်မှုကိုအပြောနဲ့မဟုတ်အလုံးနဲ့ပြကြရပေမည်။